အိန္ဒိယအာဏာပိုင်တွေကတမုခရိုင်ပကပရဲဘော်ဆဲဦးရဲ့ရုပ်လောင်းကို ပြန်ပေးရင်မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုခတ်တာကိုမကန့်ကွက်ဖို့အတွက်တော်လိုင်းအင်အားစုတွေကိုအကြက်ကန်တောင်းဆိုခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါရတယ်။ အိန္ဒိယအာဏာပိုင်တွေကမေလ16ရက်မနက်ပိုင်းမှာ တမူးခရိုင်ပကပရဲဘော်တွေရဲ့ရုပ်လောင်းကိုတော်လင်းအင်အားစုတွေစီပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီလိုပြန်ပေးရမှာစုပ်စုကိုစန့်ကျင်တိုက်ခိုက်နေတဲ့တမူးဒေသတော်လင်းအင်အားစုတွေကိုမြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယန်နေမှုအပေါ်ကန့်ကွက်မှုမလုပ်ဖို့စာချုပ်မှာလက်မှတ်ရေးထိုးဖို့အကြက်ကင်တောင်းဆိုတာဖြစ်တယ်လို့အလောင်းတွေပြန်လက်ခံရမှာပါဝင်ခဲ့တဲ့တော်လင်းရဲဘော်တို့ကပြောပါတယ်။ စာချုပ်ထဲမှာနေဆက်ခြံစည်းကိုကာယံနေမှုအပေါ်မကန့်ကွက်ဖို့ဆိုတဲ့အချက်ပါဝင်ပြီးအဲ့ဒီအချက်ကိုမလက်ခံရင်ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးမှာမဟုတ်ဘူးလို့အိန္ဒိယအာဏာပိုင်တွေကပြောဆိုခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီလိုအိန္ဒိယအာဏာပိုင်တွေကအချက်ကန်စာချုပ်ချုပ်ဆိုခိုင်းတဲ့အပေါ်တော်လိုင်းအင်အားစုတွေကစာချုပ်ချုပ်ဖို့ညှင်းဆိုခဲ့ပြီးရဲဘော်တွေရဲ့အလောင်းကိုပြန်လည်ရယူနိုင်ဖို့အတွက် မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယံမှုအပေါ်မနှောက်ရှက်ပါဘူးဆိုတဲ့အချက်ကိုတော့လက်မှတ်ရေးထိုးခဲ့ရတယ်လို့တမူးမျိုးကန်တော်လိုင်းရဲဘော်တူကပြောပါတယ်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးရမှာတမှုခိုင်တော်လိုင်းအင်အားစုတွေနဲ့အိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကတပ်တွေပောင်းဝင်ခဲ့ပြီးအဲ့ဒီသဘောတူညီချက်ရရှိပြီးနောက်မှသာတေဆုံးတဲ့တမှုခိုင်ပါကပရဲဘော်စဲဦးရဲ့ရုပ်လောင်းတွေကိုပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ ေဆုံးခဲ့တဲ့တမုခရိုင်ပကပရဲဘော်၁၀ဦးဟာမေလ၃၃ရက်ကအိန္ဒိယမြန်မာနှစ်နိုင်ငံ၂ဆက်အနီးမှာရှိတဲ့တော်လန်ဟီကင်းစကန်ခုကိုအိန္ဒိယစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာကိုခံခဲ့ရသူတွေဖြစ်ပါတယ်။သေဆုံးပြီး၃ရက်အကြာမေလ၁၆ရက်မှာအလောင်းပြန်လဲရရှိဖို့အိန္ဒိယအာဏာပိုင်တွေနဲ့ညှိနှိုင်းရမှာအခုလိုအတင်းအကျပ်ဖိအားပေးတောင်းဆို ခံရတာဖြစ်တယ်လို့တော်လန်အင်အားစုတွေကပြောပါတယ်။ တမူးခရိုင်ပကပရဲဘော်ဆဲဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့တော်လိုင်းအင်အားစုတွေကတောင်းဆိုထားသလိုတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ဆဲဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့လည်းအမျိုးသားညီညွတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကလည်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။